မားတို့အခုဂျေစုတရားပွားများတဲ့အစီအစဉ်လေးဟာနံပါတ်3အနေနဲ့ကိုရဲ့အိမ်တော်ဖက်ကိုရဲ့ခင်မွန်ကိုရဲ့ဇနီးတွေတွေကိုဂျေစုတင်ကြည့်ကြရအောင်လူတွေရာလေးတနေ့တနေ့ဒီဂျေစုတရားတွေကိုငဲတဲ့မေ့နေကြရယ်เนาะကျမကဘာဖြစ်လို့ဒီလိုလေးတွေတင်ပေးနေရလဲဆိုတော့ကျမရဲ့ဗီဒီယိုကိုခဏလေးကြည့်လိုက်တဲ့အချိန်လေး2မိနစ်3မိနစ်အတွင်းမှာကျန်တာတွေကိုမေ့ပြီးတော့မိဘဆိုရင်လည်းမိဘကို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 ဇလန်ကိုကိုကိုအခုခင်မွန်တဲ့ဇနီးတဲ့ဆိုရင်လည်း ဒီတစ်ခုတည်းအပေါ်မှာအာယုံစူးဆိုင်ပြီးတော့တို့ရဲ့ကောင်းကွက်ဆိုးကွက်တွေကိုရှာဖွေတွေးရှိအောင်ပြီးလို့ရှင်အဲ့ဒီတည်းမှာ ကောင်းကွက်တွေကိုရွေးပြီးတော့ကောင်းတဲ့အရာလေးတွေကိုကျေးဇူးတင်တတ်အောင်ကျေးဇူးတင်လိုက်ရှင်အဖြစ်ကောင်းတာတွေကလည်းစတဲ့စတဲ့စတဲ့တိုးပြီးတော့ပွားများလာတာဖြစ်တဲ့အတွက် ကောင်းတာတွေကိုများများတွေးရင်စိုးတဲ့အကွက်တွေကတဖြည်းဖြည်းနဲ့ရော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 ့သွားမှာဖြစ်တယ်။အဲ့ဒါကြောင့်ဒီအစီအစဉ်လေးကိုလုပ်ပေးတာ။ အဲ့ဒါကြောင့်ဒီဗီဒီယိုလေးကိုကြည့်မိတဲ့ခဏလေးမှာတော့ဒီဗီဒီယိုလေးပြီးသွားတဲ့အချိန်လေးမှာတော့2မိနစ်3မိနစ်5မိနစ်လောက်အချိန်ယူပြီးတော့တေချာလေးစဉ်းစားပြီးတော့ကျေးဇူးတင်ကြည့်ကြပါเนาะအနောက်ပြုတ်လိုက်ပြီးဆိုလို့ရှိရင်ကိုယ့်ရဲ့တာဝန်အစအဆုံးကို तू ကယူလိုက်ရရလေဟုတ်တယ်မလား तू ကခွေကျွေးမွေးတယ်เนาะဟောပြုစုစောင့်ရှောက်ပေးတယ်ဒီအချက်တွေကအများကြီးကျေးဇူးတင်ရမယ့်အချက်တွေเนาะပြီးလို့ရှိရင် तू ကိုယ့်ဘောမှာအနော်နာခံတာတင်းကြီးခံတာเนาะအရာရာကို ကိုဦးစားပေးတာမျိုးဒါမျိုးလေးတွေကိုရှာကြံပြီးတော့ဂျေဆုတင်ရမယ်လူဆိုတာကျမကောင်းတာတွေကြီးပဲပြောတာမဟုတ်ဘူးเนาะကောင်းတာလည်းရှိရဲဆိုးတာလည်းရှိဒါပေမဲ့အမြဲတမ်းကောင်းတာကောင်းတဲ့ຢာခိုင်တော့များနေဖို့လိုတယ်အေးစပြီးတော့လက်တွေလိုက်ပါပြီဆိုတော့အချိန်ကနေစပြီးတော့တောက်လျှောက်ဖြစ်လာတာကောင်းတဲ့အရာတွေကိုလည်းအတူတူကြောဖြတ်တယ်เนาะဆိုးတဲ့အရာရာတွေကိုလည်းအတူတူရင်ဆိုင်ဖြေရှင်းတယ်ပျော်ရွှင်စရာရှိရင်လည်းအတူတူเนาะ ျော်ရွှင်ကြတယ်เนาะဝမ်းနေစရာရှိရအခိုက်အတန့်နေဆိုလို့ရှင်လဲအတူတူအားပေးနှစ်သိင်းနဲ့ဝမ်းနေကြတယ်ဟာလာအဲ့လိုအချိန်မျိုးဘလို့ကြော်ဖြတ်ခဲ့လဲဟာလာဒုက္ခဆင်းရဲတွေရောက်တဲ့အချိန်ကောဒီလူနဲ့เนาะအစဉ်အပြေဆုံးဖြစ်အောင်ဘလို့ကြော်ဖြတ်ခဲ့လဲအများကြီးကျမတို့เนาะကိုရဲ့မိသားစုလေးမိသားစုဘဝလေးကိုပျော်ရွှင်အောင်ဟာလာနှစ်ယောက်အတူတူဘလို့စူးစမ်းရုန်းကန်ခဲ့ရလဲเนาะ အဲ့ဒါလေးတွေကိုတစ်ချက်ချင်းစီလိုက်တွေးပြီးတော့ကျေးဇူးတင်တတ်မှဆိုလို့ရှိရင်အဲ့ဒီအချက်တွေကထထထထပြီးတော့ပွားလာတယ်ပြီးလို့ရှိရင် तू ကကိုယ့်ဘော်ကိုဘယ်လောက်ထိကယူဆိုင်လဲ तू ကကိုယ့်ဘော်ကိုဘယ်လောက်ထိနားလဲလဲ तू ကကိုယ့်ဘော်ကိုဘယ်လောက်ထိရှစ်လဲเนาะကိုကဟောသူ့ဘော်ကိုဘာတွေပြန်ပြီးတော့ပေးနိုင်လဲအဲ့ဒီလိုမျိုးလေးစဉ်းစားလိုက်လို့ရှိရင်ဒီအချက်တွေအများကြီးကထွက်လာလိမ့်မယ်အဲ့ဒီတော့ပုံမကောင်းပုံနဲ့ relationship တခုပိုမိုကောင်းမွန်နဲ့ပျော်စရာကောင်းတဲ့မိသားစုဘဝလေးကိုတည်ဆောက်ရှင်နေဆိုလို့ရှိရင်ဇနီးကလည်းခင်မုန်းကို ကောင်းွက်တွေကိုတွေးပြီးကျေးဇူးတင်ရမယ်ခင်မုန်းတဲ့တွေကလည်းဇနီးတဲ့တွေကိုကောင်းွက်တွေကိုတွေးပြီးတော့ကျေးဇူးတင်ရမယ်အဲ့ဒီမှာစိုးွက်တွေထွက်လာပြီစိုးွက်တွေထွက်လာပြီဆိုလို့ရှိရင်လည်းစိုးနေတဲ့အဆက်တွေကိုဘလို့ညှိနှိုင်းပြီးတော့ပြေလည်အောင်ဖြည့်ရှင်းယူလို့ရတယ်ကိုကြိုက်တဲ့အဆက်သူကြိုက်တဲ့အဆက် ဒါမျိုးလေးတွေကိုပြန်ပြီးတော့ညှိနှိုင်းယူဖို့အတွက်အုံနောက်ထဲမှာလေအလင်းလေးပွင့်လာလိမ့်မယ် လူဆိုတာကတော့ကိုကိုတော်မှဟိုတစ်ချိန်နဲ့တစ်ချိန်မတူလေနော်အခုကိုနဲ့ခဏနေကိုတော်မှကိုစိတ်ရှင်းတော်မှရံဖြစ်နေရဆိုတော့ဟိုစိတ်ရှင်းမတူတဲ့လူနှစ်ယောက်ပေါင်းဆက်ထားတာဆိုတော့ပြဿနာတွေကတော့ကစားတွေဆိုတာကတော့ရှိတာပဲအဲ့တော့အဲ့ဒီလိုမျိုးပြဿနာတွေကတော့ကစားတွေဖြစ်လာတဲ့အချိန်ကြီးဆိုလို့ရှိရင်လည်းဘလို့မျိုးအကောင်းဆုံးကြော်ဖြတ်ကြမလဲငါကတော့ဘယ်အချက်တွေကိုကြိုက်တယ်နေကတော့ဘယ်အချက်တွေကိုပြင်ရမယ်ဒါမျိုးလေးတွေကိုဆွေးနွေးညှိနှိုင်းပြီးတော့ပုံမကောင်းမွန်တဲ့ relationship လေးတွေကိုတည်ဆောက်နိုင်ကြပါစေအားလုံးကိုကျေးဇူး များကြီးတင်ပါတယ်ရှင်